အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့သလားပြီးတာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဘားလ14ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန်းမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့ဖြစ်ပေါ်နေတဲ့မုန်တိုင်းသတင်းအပအဝင်ယနေ့မိုးသီးထန်စွာရာသွန်းနိုင်တဲ့ဒေတာများနဲ့မိုးသီးထန်စွာရာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မြေကြီးကြီးချင်း3ပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ထမအောင်ဆုံးအနေနဲ့မြန်မာနိုင်ငံမှာအော်တိုဘားလ14ရက်နေ့နေ့လယ်12နာရီမှအော်တိုဘားလ17ရက်နေ့နေ့လယ်17နာရီအထိမိုးရွာသွန်းနိုင်တဲ့အခြေအနေများနဲ့ဒေတာတွင်းရရှိနိုင်တဲ့မိုးရေကြီးများကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ရခိုင်ပြည်နယ်တနင်္လာရီတိုင်းဒေတာကြီး ERD တိုင်းဒေတာကြီးတို့မှာနာရီ125ရက်အတွင်းမိုးရေကြီး3လက်မှအထက်ရွာသွန်းရရှိနိုင်ပြီးကြမ်းတပြီလုံးမှာမိုးအနှဲငယ်မှမိုးအထင်းထင်းဆက်လက်ရွာသွန်းနေအောင်မှာဖြစ်ပါရ။ယနေ့အော်တိုဘားလ17ရက်နေ့နေ့လယ်ပိုင်းမိုးခံမှန်းချက်ကတော့မိုးဒေတာအခြေအနေကိုကြည့်ပြီးခံမှန်းချက်အရာ ရန်ကုန်မူပြင်ပသိမ်ချောင်းသာပြည်တရက်မင်းတို့စင်ပေါင်းဝဲမင်းလှမကွေးနတ်မောက်မြို့တစ်ပျော်ပွဲရေနံကျောင်းစင်ဖြူကျွန်းကြောက်ပရောင်း6မြိုင်နဲ့ပောက်ဒေသတွေမှာမိုးကြီးနိုင်ပါတယ်။အကြွေဖော်ပြပါဒေသတွေမှာတစ်ပင်တစ်တော့မရှိလို့အေးတဲ့နဲနေမယ်ဆိုရင်တော့မိုးဟာကြော့ခွပြီးအေရီမြစ်နောက်ဖက်ကန်ကိုဆက်သွားနိုင်တယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာ။ဆလဘီမိုးတိထံကရွာသွင်းခြင်းကြောင့်မြေရေရှမ်းကြီးအခြေအနေ30ချက်များနဲ့မြေရေချင်းများကိုပြောပြပေးသွားမှာဖြစ်ပါရခင်ဗျာ။ယနေ့14ရက်ဆယ်လ2025ရဲ့နေ့ နနက်6နာရီခွဲချိန်တိုင်းထွာချက်ရမည်အခြေအနေကိုတင်ပြပေးလိုက်ပါရစေခင်ဗျာမြေကြီးနားမြေရမင်းညနေကနေ7နာရီတွင်တပေကထပ်တက်သွားပါတယ်မြေကြီးနားမြေရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့37.5ဒီဂရီဆဲဆီယက်နဲ့ယနေ့အနေဆုံးပူချိန်ကတော့15.6ဒီဂရီဆဲဆီယက်တို့ပဲဖြစ်ပါရစေခင်ဗျာမြေကြီးနားမြေရဆုံးရရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်624စင်တီမီတာပေး20ကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်စက်တင်ဘာ2025ရက်နေ့နေ့လယ်ပိုင်းမှယနေ့နံနက်ပိုင်းထိမြေကြီးနားမြေရစုစုပေါင်း 134စင်တီမီတာ၄ဘီခွဲနီဘက်ကမြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။ယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။မြင့်တက်ကြပုံမှန်နေထားကန်မှာရှိနေပါမယ်။ထုကမြင့်ရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အေယော်ရီမြင့်ထပ်ပိုင်းမှာမိုးအားတင်းတင်းရှိနေပါမယ်။ရပ်ဖန်ရန်ခါအေယော်ရီမြင့်ဆုံထပ်ပိုင်းမှာနေရာကွက်ရီမိုးတိထန်စာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြင့်ရဲ့ကျဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။စကားတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစုံဒေသများနဲ့ ARA မြစ်တပ်ပိုင်းမေခမလိခမြဝန်းဒေတာများမှမုတ်တိတောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ ARA မြို့တစ်ချောင်းနဲ့ချင်းတွဲမြို့တစ်ချောင်းမြကန်းဒီမြင်းနှိမ်ဒေတာများနဲ့မြင်းနုကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ARA မြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ချင်းရွမြေအခြေအနေကတော့ခန်းဒီမြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်ကျသွားပါတယ်။မုံရွာမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်ကျသွားပါတယ်။ ချင်းရွံ့မြက်ထပ်ပိုင်းမှာလက်တလုံးမိုးအားအနှဲငယ်ရှိနေပါတယ်။မြေကြီးအကျနဲနေအောင်မှာဖြစ်ပါတယ်။ချင်းရွံ့မြက်အတက်ကြပုံမှန်နေထားကမှာရှိနေပါမယ်။ထူးကမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းနေမြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်။အနှဲငယ်ထပ်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဟောင်းလေးမြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ပေါင်းပြမော်လိုက်ကလေးဝမင်းကင်ကန်ဒီနဲ့မုံရွာမျိုးတို့ရဲ့မြည်ရများဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ ARI မြည်အခြေအနေကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။ ဘမောင်မျိုးနဲ့ရွှေကူမျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေဦးမှာဖြစ်ပါတယ်။ကတာမျိုးမြေအားအနှဲငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ထီးကြိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညောင်ဦးချောက်မင်းမူနဲ့မကွေးမျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အောင်လံမြေအတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းတွေမှာပြန်လည်ကြဆင်းလာနိုင်ပါတယ်။ပြည်မျိုးမြေအတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။စိတ်သာမျိုးမြေအတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ ဟင်္ဒနာမြို့မြေအတက်ကြမရှိရက်တက်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းလာနိုင်ပါတယ်။ဇလုံးမြို့မြေအတက်ကြမရှိရက်တက်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။အေယာရီမြို့ရဲ့မြင့်တက်မှုကို24နာရီစောက်ကြီးတင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဆလဘီအာရှရာသီဥတုသတင်းအရစူပါတိုင်ဖုန်းမုန်တိုင်းကြီးတလုံးထက်လာအောင်မဲ့သတင်းအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာတိုင်ဖုန်းနာဂရီဟာဂျပန်တောင်ဘက်ကမ်းလွန်မှာရောက်ရှိနေပြီးလေတိုင်နှုန်း108မိုင်နဲ့ ပစိဖိတ်သမုတ်တရာမြောက်ပိုင်းကိုဥတီနေပါတယ်။ဆူပါတိုင်ဖုန်းဖရန်ရှန်အခြေအနေကတော့ပစိဖိတ်အနောက်ပိုင်းမှာလေပြင်းနဲ့ရောင်းဝန်ဖြစ်ပေါ်နေပြီးထိုင်ဝမ်ဘက်သို့ရွေ့ချားနေပါတယ်။၎င်းဟာတိုင်ဖွန်ဖန်ရှန်ဖြင့်အားကောင်းလာပြီးတောင်တရုတ်ပင်လယ်အရောက်မှာဗိုလ်ချက်လေးတိုင်လုံး133မိုင်အထိရှိကာစူပါတိုင်ဖွန်မုန်တိုင်းကြီးဖြစ်လာနိုင်ပါတယ်။အော်တိုဘားလ23ရက်နေ့မှာဟောင်ကောင်တောင်ဘက်ကမ်းလွန်မှဟိုင်နန်ကျွန်းဘက်သို့ကြွေဝင်ပြီးဟိုင်နန်ကျွန်းကိုဖျက်ကျော်ချိန်မှာအပြော့သွားမယ်လို့ခန့်မှန်းရပါတယ်။အော်တိုဘားလ24ရက်နေ့မှာဗီယက်နမ်ကုန်းတွင်းပင်လယ်ကွေကို လေပြင်းအား65မိုင်ကန်ဖြင့်ကုန်းတွင်းသို့ဝေရောက်လာပါမယ်မြန်မာနိုင်ငံအပေါ်သက်ရောက်မှုအနေနဲ့ကတော့မော်တိုင်းလက်ချက်မိုးပါပါအနေနဲ့တနင်္လာနေ့တိုင်းဒေသကြီးပုံပြင်းသို့အော်တိုဘာလနောက်ဆုံးပတ်မှာဝေရောက်လာနိုင်ပေမဲ့စိုးရင်စရာအခြေအနေမရှိပါဘူးခင်ဗျာတချိန်တည်းမှာပဲဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်းမှာလေပြင်းနဲ့ရံဝန်းကြောင့်မြန်မာတနင်္ဂနွေလုံးနီးပါးမိုးပါပါဆက်လက်ရွာသွန်းနိုင်ပါသေးတယ်ရန်လှမ်းဝင်နေတာကြောင့်အခြေအနေပြောင်းလဲရှိနိုင်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်အရှေ့မြောင်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းမှာတိမ်အထက်တက်ဖြစ်ထွန်းနေပါတယ်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလင်အားနေနေပါတယ်ဒီနေ့မနက်ထိကမ်းမန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရနှံ့ပြားရန်ကုန်တိုင်းဒေသကြီး၊ရယာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ နေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာကျဲကျဲကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြမိုးထချုံရောပါမယ်။ရော်ရံရာနှုံးပြဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့မိုးတဲ့ချိန်ကြီးခမန်းချက်ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာအနှံ့ပြားရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကယားပြည်နယ်မှာနေရာကျဲကျဲကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာပြီး နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါ रे ခင်ဗျာရွာရညာနှုံးပြဖြစ်ပါ रे ခင်ဗျာဆလဘီတိုင်းဒေသကြီးနဲ့ပြည်내မျိုးကြီးများအတွက်မိုးလေဝသခံမဲချက်ကတော့နေပြီးတော့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ဟုံးလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါ रे မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါ रे ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် တဝံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။လိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ဖယံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။လားရှိုးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ခင်ဗျာ။ ။ဗုဒ္ဓင်တော်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကင်းပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာဗုဒ္ဓင်တော်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်တော်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထီချုံခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြင့်မှာမြမကန်းဦးနဲ့တခြားနဲ့ကဲလုံပင်လယ်ပြင်တို့မှာလေးပင်မှာ၆ပေကန်းရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလင်းအားနေနေပါမယ်။နေပြည်တော်နဲ့နေတွိုင်းအတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့မိုးတဲ့ချိန်ဒီချိန်ထစ်ချုံရောပါမယ်။ရွာရံရာနှုန်းပြဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတွိုင်းအတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့မိုးတဲ့ချိန်ဒီချိန်ထစ်ချုံရောပါမယ်။ရွာရံရာနှုန်းပြဖြစ်ပါတယ်။ မန္တလေးမြို့နယ်အနီးတွိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းအော်တိုဘားလ13ရက်နေ့မှအော်တိုဘားလ16ရက်နေ့အထိမိုးလေဝသအခြေအနေများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။တောင်တရုတ်ပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်အခြေအနေဘင်္ဂလားပင်လယ်အော်အတွင်းအိန္ဒိယနိုင်ငံဘက်မှတိုက်ခိုက်လာတဲ့အနောက်မြောက်လေးစီးကြောင်းနဲ့လာအိုဗီယန်နန်တို့မှတိုးဝင်တိုက်ခိုက်လာတဲ့အရှိလေးစီးကြောင်းတို့ဟာ အထက်မြင့်ဘေး9000အထက်တွင်တွေးဆုံရမှာဖြစ်ပေါ်လာသောအထက်လေပွေလိုက်များဖြစ်ပေါ်ခြင်းသာရှိနိုင်ပြီးလေပြင်းရိုင်းရန်ဝန်မှုန်တိုင်းအဆင့်အထိမရောက်နိုင်ကြောင်းတွေ့ရှိရပါသည်။အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းအာရေဗျပင်လယ်အတွင်းရှိလေပွေလိုက်မှအားကောင်းလာပြီးလေပြင်းရိုင်းရန်ဝန်တစ်ခုအော်တိုဘာလ15ရက်နဲ့16ရက်ဒီမှာဖြစ်ပေါ်လာနိုင်ပါသည်။မလေးကျွန်းစွန်အရှေ့ဘက်ထိုင်းပင်လယ်ကွေ့တောင်ပိုင်းမှာလေပွေလိုက်တစ်ခုဖြစ်ပေါ်ပြီးအနောက်ဘက်သို့ဆက်လက်ရွေ့ရှားကအော်တိုဘာလ19ရက်နေ့မှာထိုင်းနိုင်ငံတောင်ပိုင်း ဖုခတ်မြို့နီးမှာဖြတ်တန်း၍ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းကိုဝေရောက်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်နေ့စဉ်ဖြတ်မြ9ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်များကတော့အော်တိုဘားလ16ရက်နေ့မှာစတင်၍ရန်ကုန်မြို့ပေါ်မှာနေသားချင်းပိုများလာပြီးအော်တိုဘားလ24ရက်နေ့နောက်ပိုင်းမှာစတင်၍မိုးရွာသွန်းနိုင်မဲ့အခြေအနေရွာသွန်းနိုင်တဲ့မိုးရေချိန်စတာတွေညှော်နှဲသွားနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းမှာတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းမွန်လဲချိန်ညနေပိုင်းနဲ့ညပိုင်းနေမှာမိုးအနှဲငယ်မှအထင်အထင်9ရက်အတွင်းမိုးရေချိန်1.3လက်မမှ နှစ်သက်သမနှစ်လေးလက်မှထိရွာသွန်းနိုင်ပြီးခရိုင်မြို့နယ်များအလိုက်မိုးရေချိန်ရရှိမှုကွာခြားနိုင်ပါတယ်။ရန်ကုန်မြို့ရဲ့မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာမိုးရေချိန်အနည်းငယ်၃သက်သမ၁လက်မှကပိုရနိုင်ပါတယ်။ရန်ကုန်မြို့ရဲ့မြောက်ပိုင်းမှော်ပြီးတိုက်ကြီးလှဲကူထန်းတမင်မြို့နယ်တွေမှာတော့9ရက်အတွင်းမိုးရေချိန်၂လက်မှနီးပဲမှ၂လက်မှထက်ရရှိနိုင်တာမို့ယခုတစ်ပတ်အတွင်းမိုးရေချိန်ရွာသွန်းရရှိမှုအများဆုံးဖြစ်ပါတယ်။အပူချိန်လေးတိုင်နှုန်းလေတုစုတိုင်းစပေးလည်ပြင်းအခြေအနေနဲ့လေတုညဉ့်ညမ်းမှုအခြေအနေများကတော့ ရန်ကုန်မြို့ရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့32ဒီဂရီဆဲလ်စီယံနဲ့အနည်းဆုံးညအပူချိန်ကတော့25ဒီဂရီဆဲလ်စီယံရှိနိုင်ပြီးအော်တိုဘလ19ရက်နေ့မှာခန်းစားရတဲ့အပူချိန်ကတော့39ဒီဂရီဆဲလ်စီယံအထိရှိနိုင်ပါမယ်။ယခုတစ်ပတ်အတွင်းတောင်အရှိတောင်ရမလေးတိုင်နှုန်းဟာတနအီကို10မိုင်မှ16မိုင်ခန့်ရှိပြီးရန်ကုန်မြို့ကကန်းနီပင်လယ်မှာလှိုင်းအမြင့်ဆုံး2ပေခန့်ရှိနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းနေ့လယ်နေခင်းအချိန်များမှာလေထုစုတိုင်းစား90ရာခိုင်နှုန်းကရှိနိုင်ပြီး ။နနက်အစောပိုင်းနဲ့ညပိုင်းတွေမှာလေထုဆူတိုင်းသာ90ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းရန်ကုန်တိုင်းအနောက်ပိုင်းခရင်မြောက်မှာလေထုညဉ့်ညမ်းမှုအညွန်ကိန်းအမြင့်ဆုံး90အထိရှိနိုင်ပြီးအန်ရီယမ်ရှိတဲ့အညွန်ကိန်းအဆင့်ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ